အေရဝတိုင်းဒေသကြီးကျုံမျောခရိုင်ရေချီမြို့နယ်ရဲ့မြို့ချက်တီဆောင်တမိုင်းဝင်ဒီပါယုံစေတော်မြတ်ကြီးရဲ့စိန်မှုတော်ငှက်မြန်နာတော်နဲ့ထီတော်တင်ရေးဆက်ချလူတော်မင်းနာခန္ဓာကိုဒီကနေ့မနက်ပိုင်းကအစိုးရစေတော်မြတ်ကြီးရင်းမြတော်မှာကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မဝင်းနဲ့အပြိတ္တများကတိုင်းတန်ခါနိုင်ကဆရာတော်ထမရှင်ပါတိလာခံယူဆောင်တည်ကြပြီးပရိတ်တရားတော်များနိုင်ယူခြင်းညွှန်ကြားပါတယ် ဆက်လက်ပြီးဆရာတော်အရှင်သူမြတ်များထံသို့စိတ်မှုတော်၊ခဲမြတ်နာတော်၊ဆက်သက်ဖို့ထီတော်နဲ့လူဝဲဝိတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပါတယ်။အိမ်နောက်ဒီပါယုံစိတ်တော်မြတ်ကြီးတလိုင်းထီတော်ပထမပုံဆင့်ဒုတိယပုံဆင့်နဲ့ဆက်သက်ဖို့တော်ခဲမြတ်နာတော်စိတ်မှုတော်တို့ကိုဒဏ္ဍာရေးဝင်ကြီးကျောင်းနဲ့အပရိသတ်များကမင်္ဂလာရက်ထက်ပြန်ဖြင့်ဇေယျတော်မြတ်ကြီးပေါ်သို့ပင်းဆောင်တင်လှူပူဇော်ကြပါတယ်။ ဆက်လက်ပြီးဩဝါဒဆရာတော်ကြီးများကဗုဒ္ဓပိတေကဖရာအနေကစားတင်းလှူပူဇော်ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီးတို့ဟာပန်းရှည်ချန်စီမင်းနဲ့မွိနတာတိုင်းများကဲ့လူပူဇော်ကြပါတယ်အိမ်နောက်ထီတော်တင်ရေစက်ချလူတော်မင်္ဂလာခန်းနာကိုဆက်လက်ပြုလုပ်ပြီး တန်ခါတော်ရှင်သူမြတ်များအားဇရာသေးတိသဒ္ဒနာပိမှန်တော်မှာနေစုံများဆက်ကပ်လှူဒါန်းပါတယ်။ အိမ်နောက်တနိတာချိန်ဝန်ကြီးချုပ်နယ်ဖွဲ့ဟာကြုံပြော်မျိုးနယ်ထိန်ကိုကြီးကျေးရွာအတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲခန္ဓာသို့တက်ရောက်ခဲ့ပြီးတောင်ရှိသူများနဲ့အတူလမ်းသစ်ကိုဖဲချိုးဖြတ်ဖွင့်လင်းကာလမ်းသစ်ကိုလှည့်လည်ကြည့်ရှုဆစ်ဆေးပါတယ်ဆလပီထိန်ကူကျေးရွာအလဲတန်းကျောင်းမှာဆရာဆရာမများရမေရဖာများနဲ့တွေ့ဆုံကကျောင်းတက်ရောက်မှုအခြေအနေများအောင်ကျဲမြန်မာရေးဆိုင်ရာကိစ္စရများဆွေးနွေးပြကြပါတယ်။ အိမ်နောက်ထိန်ငူကျေးရွာရှိတောင်သူဦးမြင့်ရဲ့လက်အေက၃ဧကမှပြုလုပ်တဲ့2025-2026သိစိမျိုးစာပိုက်ဆံလျှော်မျိုးစေ့ပေးရခြင်းနဲ့စူပေါင်းကျက်ပဲ့ပွဲခန်းနာတို့တက်ရောက်ပြီးတောင်သူများနဲ့တူသိစိမျိုးစာပိုက်ဆံလျှော်မျိုးစေ့များစူပေါင်းကျက်ပဲ့ခဲ့ကြပါတယ်။ဒီသတင်းကိုပသိမ်သတင်းဌာနကမှပေးပို့ထားတာဖြစ်ပါရှင်။